မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မှဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုရောအဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားခင်ပြင်ဆင်ပေးတဲ့အတွက်ဗျာဒိတ်ကျမ်းခန်းကြီး19အပိုင်းငယ်6ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကောင်းကင်တမန်ကလည်းတိုးတငယ်ဤမင်္ဂလာဆောင်ပွဲသို့ခေါ်ဖိတ်ခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်းဤစကားသည်ဘုရားခင်၏နှုတ်တော်ထွက်စင်စစ်ဖြစ်၏ဟူ၍၎င်းငါအားပြောဆို၏ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာတိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲဆိုတဲ့အကြောင်းလေးကိုတွေ့ရပါတယ်ကျွန်တော်အခန်းကြီးတွေကိုကြော်ပြီးတော့မှဖတ်ခဲ့တဲ့အခါမှာတချို့ဟာတွေကနေစဉ်ခွန်အားယူဖို့ရန်အတွက်မဟုတ်ဘဲနဲ့ဓမ္မရေးရာတွေးခေါ်မှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကြော်သွားပါတယ်တကယ်တော့ ဗျာဒီကျမ်းထဲမှာပါတဲ့အကြောင်းအရာတွေကိုဖတ်လေလေပို့ပြီးတော့သိကျင်စိတ်ရှိလာလေလေ ဖြစ်ပါတယ်တခြားစာပေစာအုပ်တွေကိုဖတ်ပြီးမှအနာဂတ်မှာဖြစ်မဲ့အရာတွေကို ပို့ပြီးနားလည်အောင်ကျွန်တော်တို့အချိန်ယူရအောင်မှာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့နေ့စဉ်အသက်ရှင်မှုအတွက်ခွန်အားယူလို့ရမယ်နှုတ်ကပတ်တော်လေးတွေနဲ့ကျွန်တော်တို့စင်ချင်ကြမှာဖြစ်ပါတယ်နတ်နေခက်ခဲတဲ့အရာတွေကိုပုံမလေးလာတိရှိဖို့ရအချိန်ယူရမှာဖြစ်ပါတယ် အခုကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုင်မှာဆိုရင်တိုးတငယ်မင်္ဂလာဆောင်ပွဲလို့ပြောရင်တိုးတငယ်ဆိုတာကယေရှုခရစ်တော်ကို ဆိုလိုတာဖြစ်ပြီးတော့သူကဘသူနဲ့အိမ်တော်ပြုမှလဲမင်္ဂလာဆောင်မှလဲလို့မေးရင်အသင်းတော်နဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့အသင်းတော်နဲ့ယေရှုခရစ်တော်နဲ့ပေါင်းစည်းခြင်းဟာမင်္ဂလာဆောင်ပွဲကဲ့သို့ဖြစ်တယ်လို့ကျွန်တော်တို့နားလည်သိရှိဖို့လိုပါတယ်။ဒါဆိုလို့ရှိရင်ယုံကြည်သူတွေဟာခရစ်တော်နဲ့အတူ မင်္ဂလာဆောင်ရမယ့်သူတွေဖြစ်ပြီးတော့ကျွန်တော်တို့ဟာသတို့သမီးတွေဖြစ်တယ်ယေရှုခရစ်တော်ကသတို့သားဖြစ်တယ်အဲ့ဒီမင်္ဂလာပွဲကို ခေါ်ဖိတ်ခြင်းခံရတဲ့သူတွေဟာမင်္ဂလာရှိတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီပွဲမှာဝင်ခွင့်မရတဲ့သူတွေကတော့မနက်ရဲ့တစိတ်ကို ခံယူတဲ့သူတွေဒီလောကနောက်ကိုလိုက်၍မတရားသောမေထုံပြုတဲ့သူတွေဆိုတာကိုကျွန်တော်ကောင်းကောင်းသဘောပေါက်နားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကောင်းကင်ဖွင့်လှစ်လျက် မြင်းဖြူကိုစီးပြီးတော့မှထိုးရှင်သည်မြေကြီးပေါ်မှာရှိတဲ့မနဲ့ရဲ့နောက်လိုက်တဲ့သူတွေကိုဖျက်ဆီးဖို့ရန်လဲကောင်းကင်ဘိုးကြီးနဲ့တကွဆင်းသက်လာအောင်မှာဖြစ်တယ်လို့ဒီနှုတ်ကပတ်တော်တွေထဲမှာဖော်ပြတာတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဟာယေရှုခရစ်တော်နဲ့အတူရှိနေပြီးထိုယေရှုခရစ်တော်ရဲ့နောက်လိုက်ဖြစ်လျက်ယေရှုခရစ်တော်မြင်းဖြူစီးပြီးတော့မှဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်အနေနဲ့ပြန်လဲကြွလာတဲ့အခါမှာ ကျွန်တော်တို့ဟာသူ့ရဲ့နောက်ကနေလိုက်ပြီးတော့မှညီကြီးဘောမှာစိုးဆံပို့ရန်ဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ရန်သူတွေကျွန်တော်တို့ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုဖျက်ဆီးမဲ့အချိန်ရောက်လာအောင်မှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့အတွက်အင်မတန်မှဝမ်းမြောက်စရာကောင်းတဲ့မျှော်လင့်ချက်ဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ဟာသူတို့သမီးများဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းကျွန်တော်တို့ကိုကျွန်တော်တို့အသရေရှိအောင်ပြင်ဆင်လျက်လောကီအညစ်အကြေးနဲ့ကင်းစင်အောင်နေလျက် မတရားသောမိထုံကိုရှောင်ကျဉ်လျက်နေရမှာဖြစ်ပါတယ်။သရိုးသားနဲ့တွေ့တဲ့အခါမှာအပြစ်တင်ခွင့်ကင်းတဲ့အရေးတွန့်ချင်းနဲ့ကင်းတဲ့စင်ကြယ်တဲ့သရိုးသမီးအနေနဲ့တွေ့ဆုံဖို့ရန်ဖြစ်ပါတယ်။ပြီးတဲ့အခါကျွန်တော်တို့ကစိုးစံသော သူတွေအနေနဲ့ထိုသရိုးသားနဲ့အတူကောင်းကင်ကနေပြန်လည်ပြီးစင်းသက်လာရအောင်မှာဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။အကြောင်းကတော့မြေကြီးပေါ်မှာရှိတဲ့ရန်သူတွေကိုချေမှုန်းဖို့ဖြစ်ပါတယ်။ ဒီလိုအံ့ပွေကောင်းတဲ့အဖြစ်အပျက်တွေကိုကျွန်တော်ကိုယ်တိုင်မြင်တွေ့ပြီးဘုရားရဲ့ဘုန်းတော်ထင်ရှားခြင်းနဲ့ဘုရားကိုဟာလေလုယအာမင်လို့ချီးမွမ်းကိုးကွယ်ကြရအောင်မှာဖြစ်ပါတယ်။ရောက်တိုင်းပေါ်ဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာတိုးတငယ်ရဲ့မင်္ဂလာပွဲကိုခေါ်ဖိတ်ခြင်းခံရသောသူအနေနဲ့ယေရှုခရစ်တော်ရဲ့တော်တော်သမီးလောင်းများအနေနဲ့ အစင်သစ်ဖြစ်နေဖို့ကရောမဆာတော်မူပါမြေကြီးပေါ်မှာပျက်စီးတက်သောသူတွေနဲ့အတူပါဝင်ခြင်းမရှိပဲလောကီမှုရေးနဲ့ကင်းစင်လျက်မတရားသောမေထုံနဲ့ကင်းစင်လျက်မိမိကိုယ်ကိုအသရေရှိစွာပြင်ဆင်သောသူများဖြစ်စေပါယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောရဲ့လက်တော်ရှိ၍သခင်အတွက်တင့်တယ်သောသူတို့သမီးလောင်းများဖြစ်စေပါ ဂျေဇုတင်လက်တနေ့တာလုံးကိုလက်ဝဲအနှံ့၍ယေရှုနာမ၌ဆုတောင်းဆက်ကပ်ပါ၏အာမင်